integral -121 modulus of e power h - 1 dx เนาะဒီလိုလေးပေးထားတယ်အဲ့တော့ဆရာမတို့ဟိုကအများအားပြောတယ် modulus function ဆိုရင်အခြေအနေဒီနှစ်မျိုးရှိတယ်အဲ့အခြေအနေနှစ်မျိုးကိုအရင်ဆုံးစဉ်းစားပေးဖို့လိုတယ်နော်ပြီးရင်ဒီ limit ဒီခွဲလားမခွဲလားဆိုတာစဉ်းစားရမှာပေါ့နော် modulus function တွေရဲ့သဘောတရားတွေက limit ကပေးထားတဲ့ဒီ -1 to 1မှာသူ့ရဲ့ intersection point ရှာလိုက်တဲ့သဘောဖြတ်ပြီးတော့တွက်လိုက်တဲ့သဘောအဲ့ဒီ interval အတွင်းမှာ ဝိုင်းတန်မိုးကချိန်လာမချိန်ဘူးလားပေါ့မူတည်ပြီးတော့꽈တယ်ဆိုတော့အဲ့တော့ intersection point ရှာပါမယ် for intersection point of a stamble ပေါ့နော် x axis x coordinate ပြောတာပါ and the curve curve ဆိုတာဒီ beta ရဲ့ definition ကိုပြောတာ x axis နဲ့ curve ဆိုတော့ဘာလုပ်လိုက်လဲဆိုရင်ဒီကောင်0ပေးလိုက်တာအဲ့ဒီ modulus function နဲ့ကတန်ဖိုးကို ဲ့တော့ e power x minus 1 equal to 0ပေးလိုက်တယ်အဲ့တော့ e power x is equal to 1 x is equal to ဘယ်လောက်ရမလဲသမီး0အင်း0ရမယ်နော်အဲ့တော့သမီးက interval ကွာသွားပြီတွေ့လားဖြတ်မှတ်ရှိတယ်ဖြတ်မှတ်ရှိတော့သမီးရဲ့ဟာက minus 1ကနေသမီး1ကိုဓာတ်လိုက်တွက်လို့မရအောင် minus 1ကနေ3ည3ညကနေမှ1အဲအဲ့လိုကူးရမယ်ဒီလိုမရတော့ဒီလိုသွားရတော့ ရလားဟုတ်အဲနော်အဲ့အတွက်အတွက်တာအဲ့တော့မှသမီး1ရေးမယ် minus 1ကနေ less than equal x less than equal 0မှာအဲ့သမီးရဲ့ e power x minus 1လေးဒီအနှုတ်ဖြစ်မှာနော်အဲ့ဒါလေးကအနှုတ်ဖြစ်မလားအပေါင်းဖြစ်မလား calculator လေးနှိပ်လိုက်လို့ရတယ်နော်ဘယ်လိုနှိပ်မှလဲဆိုသမီးဒီမှာ minus 1နဲ့0နဲ့ကြားဆိုတော့သမီး minus 1 over 2ထည့်လိုက်လို့ရတယ်နော်အဲ့ဒါနှုတ်ထွက်မယ်ပြီးရင်1 နောက်တစ်ခု0နဲ့ဘယ်နဲ့ကြားလဲဆိုတော့1နဲ့ကြားအပေါင်းထွက်မယ် e power x minus 1အဲ့တော့ the integral minus 1 to 1လိုချင်တဲ့ e to the power x minus 1 d x အတွက်ကိုသမီးနှစ်ခုခွဲထွက်တယ်တစ်ခုက minus 1 to 0 minus e power x minus 1 d x plus နောက်တစ်ခုက0ကနေ1 e power x minus 1 d x ရလားဟုတ်အဲနော်နှစ်ခုခွဲတော့လိုက်ရပြီအဲ့ဒီတော့အရှိရအနှုတ်ကြီးကိုအပြင်ကိုဆီမှာထုတ်လိုက်တယ် integration လုပ်ပြီးဒီဘက်က e to the power h ကိုဒီအနှုတ်ကဖဲလိုက်ပြီဆီမှာဒီအနှုတ်က constant အနေနဲ့ minus 1လေးကိုအပြင်ထုတ်လိုက်ပြီ e power h ကို integrate လုပ်တော့ဘယ်လောက်ရလဲ1ကို integrate လုပ်တော့အေးစရတယ်ဟုတ်တယ်နော်အဲ့တော့မှတ်မိသွားပြီတမီးနည်းနည်း တော့ဒါ e-power ace အနှုတ်ကိုဘုံထုတ်ထားတာမို့လို့ဒါလေးသေချာခတ်ပါ minus 1ကို integrate လုပ်တာက ace ဘာလို့ဆီမ4000တောင်းတာလဲဆိုဆီမ limit သွင်းရမှာမို့လို့ minus 1 to 1 plus ဟိုနောက်ကဟာလဲသွားမယ်သမီးအဲဘယ်ကောဒီနောက်ကဟာ e-power ace ကို integrate လုပ်တဲ့ e-power ace 1ကို integrate လုပ်တဲ့ ace အတူတူပဲနော်အဲ့တော့ဒီမှာ e power ace သူလဲ minus ace limit ကသူက0ကနေ1ကိုသွားမှာပါ ကဲရပြီဒီအနှုတ်လေးထွက်ထားတာထွက်ထားတာအတိုင်းပဲထွက်လာအောင်မယ်နော်အဲရှုပ်လို့ဝင်မြောက်ချင်တယ်ဆိုလဲသဘောနော်အဲ့ဒါဆိုဒီမှာအနှုတ်ဒီမှာအပေါင်းဖြစ်သွားလိမ့်မယ်နော်အဲထုတ်လက်ဆန်းနဲ့ဆက်မဆက်ထုတ်လိုက်မယ် e to the power upper limit အတွင်းနဲ့0 minus 0 minus e to the power lower limit အတွင်းနဲ့ minus 1 minus minus 1អូရလားနော်အဲ့တော့ဒီမှာအနှုတ်အတွင်းသားပြီးပြီ upper limit အတွင်းနဲ့အနှုတ် lower limit အတွင်းနဲ့ lower limit မှာဒီမှာသူ့ရဲ့မူလပထမကအနှုတ်ဆီယမပုံစံကြီးကအနှုတ်လဲပါတယ်ဆိုတော့ဒါလေးကအပေါင်းဖြစ်သွားမယ်အမှလက္ခဏာမှားတယ်လို့နားလဲလားဟုတ်ရရနော် plus နောက်ကဟာလေးသွားမယ် e to the power 1 minus 1အနှုတ် e to the power 0အဲ့နှုတ်ကအပေါင်းဖြစ်သွားပြီ0။အော်။ကဲဆက်သွားမယ်။ဒါတွင်းပြထားတာပေါ့နော်။တုံညာနေမြေးခြင်းလည်းရပါတယ်။ e power 0ဒီ1 e power -1 1 over e ဒါက plus နဲ့ minus နဲ့တွေ့တယ် -1 အဲ့ဒါဘာဖြစ်ကုန်ကြည်ကုန်မှာပေါ့ဒါ plus e to the power 1က e minus 1 minus e power 0ဒီ1ဒီလိုရမယ်အဲ့တော့ minus 1နဲ့ minus 1နဲ့ကြည်သွားတယ်ဒီအဖြေက minus 1 over e ဒီအဖြေကကြတော့ e အဲ အဲ့ဆရာမရဲ့အဖြေလေးကိုဆက်တွက်လိုက်ရင်ဘယ်လိုရမလဲကြည့်အောင်ဒီအနှုတ်နဲ့အနှုတ်နဲ့အပေါင်းဖြစ်သွားတယ်အဲ့တော့ 1/e + e - 2တကယ်လို့ကိုကဒါလေးကို e လေးကိုပိုင်းချိန်မှာရေးထားတာမရေးမရေးတော့ဘူးအပေါ်ပဲမနက်ကနေနဲ့ပဲရေးမယ်ဆိုရင်သူ့ရဲ့အဖြေက e power -1 e -2 ဒီလိုဖြစ်မှာနော်။များသောအားဖြင့် negative power နဲ့မရေးလို့ဆရာမဒီလိုရေးခဲ့တာ။ရမလား?အဲ့တော့ modulus function နေဆိုရင်တမီး ဒီလို intersection point အရင်ရှာကိုရှာရှာပြီးတော့အဲ့ဒီဖြတ်တဲ့အလဲကဘယ်မှာပိုင်းဖြတ်မှာလဲဆိုတော့အလဲအားဟာကိုရအောင်ရှာပြီးတော့မှတော့နော်နောက်က sin x လည်းအတူတူပဲဆင်မှာ sin x ကိုထပ်ရှင်းပြအောင်မယ်ပြီးရင်သမီးပုံစံလေးတွေ့မယ်နော်0 to 2 pi modulus of sin x dx ဆင်မှာအရင်ရှာမယ်စာလေးရေးတယ် for the intersection point of x axis နဲ့အဲ့ဒီပေးထားတဲ့ curve နဲ့ sin x ကိုဘာနဲ့ပေးညံမှာလဲဆိုရင်0နဲ့ပေးညံမှာဘာလို့လဲဆိုတော့ဒီ x axis ဆိုတာ x axis ဆိုတာဒီ y equal to 0ပေးထားတဲ့ cut function ဆိုတာက y equal to sin x အဲ့နှစ်ခုကိုပေးညီလိုက်တာ sin x equal to 0အဲ့အဲ့လိုနော်အဲ့တော့ sin x တန်ဖိုး0ရစေတဲ့ x ကဘယ်လောက်လဲဆိုတော့ပိုင်ပေါ့နော် sin x တန်ဖိုး0ရစေတဲ့ x ဒီပိုင်ဟာ sin x ဆိုင်းတန်မှု0ရရစီတာပိုင်နေမဟုတ်ဘူးလေဆင်မ0မှလည်းရရလေဟုတ်တယ်0လည်းရတယ်ဒါပေမဲ့ဆင်မတို့ကဒီမှာ0ဒီစမှတ်လေ0နဲ့2ပိုင်နဲ့ကြားတဲ့ဟာကိုရှာတာဆိုတော့ပိုင်ဖြစ်မှာပေါ့ရမယ်နော်အဲ့တော့ဆင်မတို့ရမှာဒီဘယ်လိုဖြစ်သွားမလဲဆိုတော့အပိုင်းဒီ0 to ပိုင်သွားမယ်ပိုင်ကနေမှ2ပိုင်ဆက်သွားမယ်နှစ်ဖြတ်အဲ့တော့ရေးပြီး1 2 3 0 less than equal 8 less than equal pi modulus of sin x ဆရာမတို့ chapter 7မှာသင်ခဲ့တဲ့ grade လေးလည်းပြန်သတိရလိုက်အောင်ဟောဒီလိုလေးဒါက0 degree ဒါက2 pi เนาะဒါက pi pi 2ဒါက pi အဲ့တော့0ကနေ pi မှာသူ့ရဲ့တန်ဖိုးဒီအပေါင်း pi ကနေ2 2 pi မှာသူ့ရဲ့တန်ဖိုးဒီအနှုတ်အဲဒါကြောင့်0နဲ့ pi နဲ့အတွင်းမှာ နော် modulus of modulus of sin x d equal အပေါင်းထွက်တယ် sin x 1 pi နဲ့ less than equal x less than equal 2 pi မှာ modulus of cos sorry modulus of sin x d နှုတ်ထွက်မယ် minus sin x တွက်ပြီး0 to 2 pi modulus of sin x dx equal 0 to pi မှာတစ်ဖြက် sin x အပေါင်း dx မိုင်းနဲ့နော်ဒီနှစ်ခုကိုပေါင်းအောင်မှာဆိုတော့ဆရာမအပေါင်းမဲ့ရေးလိုက်အောင်မယ်ပိုင်ကနေ2ပိုင်ကိုသွားမယ်တန်ဖိုးကအနှုတ်ထွက်တယ်မိုင်းနဲ့ sin x dx နော်ဒီအနှုတ်ကိုတခါတည်းဒီနေရာမှာဆရာမမရေးခဲ့ဘူးရှုပ်သွားမှာဆိုလို့ equal to sin ကို integrate လုပ်မယ် cos x limit ထည့်မယ်0 to π ဒီအနှုတ်လေးအပြင်ကိုထုတ်လိုက်တယ် sin ကို integrate လုပ်မယ် cos x limit ထည့်မယ် π ကနေ 2π မကုန်ပြီသမီးဆိုင်းကိုလောက်တာမိုင်းနဲ့အေးနော်ဆိုင်းကိုလောက်တာမိုင်းနဲ့အနှုတ်ဆိုဒါအပေါင်းဖြစ်ကုန်ပြီနော်ရရနော်သမီး equal to limit တွင်းမဲ့မိုင်းနဲ့ cos upper limit တွင်းမဲ့ pi lower limit တွင်းမဲ့အနှုတ်နော် upper limit တွင်းပြီးပုံစံကြီးကအနှုတ်သူ့မှာအနှုတ်ငကိုရှိတယ်ဆိုတော့အပေါင်းဖြစ်သွားပြီ lower limit တွင်းမဲ့ cos 0 plus ဒီဘက်က data ရှေ့ရှေ့အပိုင်းဒီဘက်ကအပိုင်း cos အပါလိမက်တွင်မဲ့2ပိုင်အနှုတ်လိုဝါလိမက်တွင်မဲ့ cos ပိုင် equal တွက်မယ်စဉ်းစားရအောင်ကယ်ကူလေးတာမနှိပ်ပဲနဲ့ cos ပိုင်ဒီ minus 1ဟုတ် cos 0က1 cos 2ပိုင်1 cos ပိုင် minus 1အဲ့ဒါမိတွက်ကြည့်အောင်ဘယ်လိုရမလဲ minus minus 1ဆိုတော့ plus 1ဖြစ်သွားတယ် plus 1နဲ့ဒီနောက်က1နဲ့ပေါင်းတော့2 plus 1 ဒီမှာလဲ1နဲ့ minus နဲ့ minus က plus ဖြစ်သွားပြီ1 plus 1ဆိုတော့2ပဲ equal 4ရမလားရမယ်နော်ဟုတ်ပြီဒါဆိုသမီးကဆီမှာ a လေး trap ပြီးတွက်ပေးမယ်ပြီးရင်ဒါနဲ့ဆက်ဆက်တဲ့ဆီမှာ modulus of cos x ကိုလည်းသမီးတို့ try ခိုင်းမယ်